အော်မျိုးရဲဆိုင်29လမ်းဆိုင်ကကြတော့အပေါ်တက်မှာစာဖွင့်တာဗောနော်သူက1982ခုနှစ်ကတော့အဲ့မှာရှိပြီးသားဒါပေမဲ့မျိုးရဲ29လမ်းဆိုင်မှာအောက်ဆိုင်လည်းရှိသေးတယ်ညီမတို့ဒီလိုလာတာတစ်နှစ်ပြည့်တော့မှာဗောနော် အာညီမတို့ဆိုင်ရကြတော့ဆိုင်စားဖွင့်တာမနက်9:00နာရီဆိုစားဖွင့်ပြီပေါ့နော်ညနေ9:00နာရီထိတော့ဖွင့်ပေးထားပါတယ်ဒါပေမဲ့ဟိုပါလူများတဲ့အချိန်ကကြတော့ညီမတို့ဆိုင်ကပုံမှန်ဘယ်လိုရမလဲထမင်းစားချိန်ကိုလူတိတာများခဲ့တယ်ပေါ့နော်မြို့ထဲဆိုင်မှာ breakfast time ရှိတဲ့အပေါ်မှာအဲ့တော့ထမင်းစားချိန်ဖြစ်တဲ့အချိန်လေးတွေကတော့လူများတဲ့ရှင်အော်ဟုတ်ညီမတို့ကကြတော့အရင်နေ့ကပေါ့နော်အဓိကမဆလာ base ပေါ့နော်မဆလာ base ကိုကိုယ်တိုင်ပဲအိမ်မှာ homemade လုပ်ထားတာအဲ့ဒါကြတော့အရင်ညီမတို့ဆိုင်စားဖွင့်တဲ့လူတော်တော်များများတိကြပါပေါ့နော်အဲ့တော့ညီမတို့သုံးရမယ့်ဒီအမောင်းပေါ့နော်မှာ စိတ်သားဆိုတပိတ်သားဆိုလို့ရှိရင်ကျွန်တော်တို့ကျွန်တော်တို့တောင်းမှာ amount တိုင်းပဲကျွန်တော်တို့သွားနေတဲ့ပုံမှာလက်ရကတော့လုံးဝမပြောင်းစေရဘူးပေါ့နော်။ Science signature ကတော့စက်တိုင်းပို့ဖြစ်နေတယ်ရှင်။စက်တိုင်းစိတ်သားဟင်းအဓိကလူကိုကြိုက်များတယ်ပေါ့နော်။အဲဆိုစက်သားဆိုပေါင်ဆိုပေါင်အဲ့လိုမျိုးပေါင်စားတဲ့လူကြတော့ပေါင်လိုက်ရတယ်။ရင်မုံဆိုရင်မုံစားတဲ့လူကြတော့လည်းအဲ့လိုအယိုးသားတွဲပြီးကြတာလေးပို့ပြီးသဘောကျတဲ့ပုံမှာအဲ့လိုဒီ Science signature စက်သားစိတ်သားစိတ်အုံနာအဲ့လိုမျိုးဖြစ်နေတာပေါ့နော်။မတော်မနဲ့ဆိုလို့ရှိရင်မနဲ့အခုထားပြီဆိုလို့ရှိရင်မတော်စက်သားစိတ်သားကိုအဓိကထားပြီးလုံးပြီးတော့နှက်ထားလိုက်တယ်ပေါ့နော်နှက်ပြီး ထားပဲညီမတို့ကဟိုဓာတ်မြိုက်ထားတယ်လို့ပြောတာပေါ့နော်လုံးဝအဲ့လိုမျိုး soft လုံးဝဖြစ်နေစေရမယ်စားကန်နေကြရင်လုံးဝပူပူလေးညီမတို့က customer ကမှာပြီဆိုလို့ရှိရင်ကြော်ပေးရုံပဲ နှက်ထားပြီးသားအဲ့နှက်ထားတဲ့ဟောင်းညီမတို့ကလာတော့မှတစ်ခါတည်းကြော်ပေးလိုက်တာပေါ့နော်ဟိုလာမှပူပူလေးကြော်ပေးရဒါပေမဲ့ကြော်ပေးအောင်မယ်ဆိုကြော်ပေးတဲ့အချိန်က9မိနစ်အတွင်းထဲမှာပဲရှိတယ်9မိနစ်မကြော်ပါဘူးပေါ့နော်ဟောဟုတ်ကဲ့ရှင်ညီမတို့ကကြာမြင့်မီတာအမြင့်မီတာဆိုချီထမင်းဆိုင်ကြတော့ဘလောက်ပဲဆိုင်ခွဲတွေပြောင်ပြောင်လက်ရတော့မပြောင်ဘူးအရင် homemade လုပ်နေတဲ့အတိုင်းပဲပေါ့နော်ကုန်ကျန်အကုန်လုံးစီးစစ်ပြီးတော့ကြီးကြပ်တာဖြစ်တဲ့အတွက်စိတ်ချလက်ချလာပြီးတုံဆောင်လို့ရပါတယ်လို့ အားလုံးပဲမင်္ဂလာပါချမ်းဖူး UK ကနေပြန်လည်ကြိုဆိုပါရစေကျွန်တော်ဒီနေ့မြင့်မိသားစုချစ်တီထမင်းဆိုင်ပေါ့နော်ကျွန်တော်ငငယ်ရောစားဘူးတယ်29လမ်းမြို့ထဲမှာရှိရဲအဲဒီဆိုင်ပေါ့ဆိုင်ခွဲဖွင့်ထားတာတနစ်ပြည့်ကပြည့်အဲပြည့်တော့မယ်ပေါ့နော်တနစ်ပြည့်တော့မယ်နေရာပြည်သားရလန်သင်္ကန်းညွတ်မဲ့အချမ်းပေါ့နော်အလွယ်ဆုံးပြောရရင်တော့သင်္ကန်းညွတ်ထားနှစ်ကြောင်းရှိတက်တယ်ပဲမြင့်မိသားစုချစ်တီထမင်းဆိုင်ဒီဆိုင်ကအရသာရောထိုထိုထူးထူးပြောရမလို့ကောင်းပြီးသား ဒီဆိုင်ခွဲအစ်စ်ဖွင့်တဲ့အတွက်ဒီနားမှာနီနီနာနာရန်ကင်းတောင်းကလာတင်ကန်းကျောင်းကလူတွေအဲနီနီနာနာလာစားနိုင်ဖို့အတွက်ကျွန်တော်ကဒီဆိုင်မှာဆိုင်နဲ့ဆိုင်လေးကိုညှို့ပေးတာပါဟုတ်ကဲ့ကျွန်တော်လည်းတူတူလိုက်ခဲ့ကြည့်ပါအောင်မင်္ဂလာပါကောဟုတ်အော်အော်ဒါဒီ ဗတာမနပိုင်းစာတွေပေါ့တိုရှေဗတာမနပိုင်းစာတွေပေါ့ဗျာတိုရှေလို့နော်တိုရှေကိုလက်ဖေးရီလို့ပေါ့နော်ဟုတ်ကဲ့ဗျာအော်အကိုကခုထမင်းထမင်းစားမလို့ဘာဟင်းနေရသေးလဲ။ဟင်းရတော့ကိုစသားအစုံစိတ်သားအစုံရပါမယ်ပေါ့။ငားရမှာဆိုတော့ငရံကောင်းငရံကောင်းငရံဟင်းခုကြောင့်ခုကြောင့်ပြပစံကဏ္ဍရပါမယ်ကော။ကဏ္ဍနေလဲရနောက်ပြောလိုက်ကဏ္ဍနေလဲရ။အေးအကိုကဟွာပဲမှာလိုက်မယ်ဒီလေးဟိုဟာစသားစသားကြော်ပေါ့နော်စသားကြော်ပေါင်ပေါင်ကြော်ပေးပါနော်။ဟုတ်ကဲ့ပါခင်ဗျစသားကြော်ပေါင်နဲ့ကြော်ပြမယ်။ကြော်ပေးရမယ်ပြီးတော့ ဒီစိတ်ရင်တို့ကလပ်ပဲဟုတ်ကဲ့ပါခင်ဗျာနော်စိတ်ရင်တို့ကလပ်ပဲတော့ရဲဟိုဟာကျက်ပေါင်ဟိုဟာကျက်ကြော်ကျက်ပေါင်နဲ့ကြော်ပြန်ဟုတ်ကဲ့ပါခင်ဗျာဟိုဟာဟိုဟာဖတ်လက်စာမယ်နော်ဟုတ်ကဲ့ပါကောဟုတ်ပါခင်ဗျာခဏလေးစောင့်ပါခင်ဗျာဟုတ်ကဲ့ ေးပါကဲကဲစားကြပါဦးကျွန်တော်ဒီမှာမပြောပန်းနဲ့ရလို့မပြောပန်းနဲ့ပဲစားလိုက်တာပကံနဲ့လည်းစားလို့ရอืม ရတာ broken မရှိဘူးအရင်ကောင်းကြက်ကြော်ပေါ့နော်ဗမာကြက်ကြော်သူကနှက်ပြီးသားမှားမှာပဲကြော်ပြီးတော့ဒါပူပူနွေးနွေးပေါ့နော်သားလို့ဟိုကပြတ်မှာ ปาปลาจอรู้ตาเกงยินเกงยินนั่นน่ะท่าเช่นบ่เนาะตาลีอ่ะตัดตัดเวอ่ะตั่เวอจะเข้ามาเนี่ยดีเช่นที่ทำใหอว่าเราเนาะจะจอในส่วนตัดตองจ่าเลยจดีโลหิตอัปปูมาเนาะตัดเวเช็ดห้องบอ่เนาะจะนอนว่านับเวซ่าอะไรดาวบ่เปล่า ဒီမှာမနပိုင်းကိုလေတိုရှီတို့ချပါတီတို့ပူဒီတို့လည်းရတယ်ပြီးတော့ဟိုနွားနို့နဲ့နွားနို့နဲ့ပတ်သက်တာပေါ့နော်ဟိုဟာနိုးလက်ဖေးရီတို့မလိုင်းတို့ပါကိုလည်းအဆုံရတယ်မနပိုင်း breakfast တော့လည်းဟိုလာစားလို့ရတယ် ဗဂန်နဲ့ရလေအငဲတန်းအငဲတန်းစားနေရဗဂန်နဲ့ကြာရင်စားတာတမျိုးပဲဗျဖတ်နဲ့စားရလေဟိုဖတ်နဲ့လေးနဲ့ပေါ့နော်မှုမွေးလေးနဲ့ပို့ပြီးစားဝင်တယ်လို့ခံစားရတာကျွန်တော်အားကြောင့်ဒီထိုင်မှာဖတ်နဲ့ရလို့ကျွန်တော်ဖတ်နဲ့စားကြည့်တာဟွာပမာကြက်ကတော့ကြက်ကြော်ပမာကြက်ဆိုတော့နည်းနည်းသေးတယ်ကစိတ်ရင်တို့တော့အသားကြီးပဲ 这包发了好难，撸一年了。真的啊，这包谷地也真的落下来了。 အဲ့လိုတက်တက်လို့စားရခြင်းဒီမှာအသားဟင်းမပါပဲနဲ့ပန်းဟင်းနဲ့ပဲထမင်းနဲ့ပဲတက်တက်လို့စားရဲပါပလာကျော်လေးနဲ့ဆိုရင်ဒါတက်တက်လို့စားရဟိုနေလေတာအတွက်တော့အရင် perfect ဖြစ်တယ်ဟို ชิตดีไซน์นี่ยมาปามาพิมมนโนยตันนีว่าเฮ้ยรู้แบบยอมนะดีใจเห็นอยู่รู้แบบเช่หมดเนาะอ่ารีต่ออะไรอย่างพาร์ฟ้าพี่ตัวอีกอาสาธารณะเลยอาตาจีเชีช่องเฮ้อีดีบ่ ဒီဆိုင်ကကျွန်တော်29လမ်းမျိုးထဲမှာကျွန်တော်ငငယ်လေးတွေကစားဖို့လဲခွင့်ထားရလဲနှစ်ပေါင်းတော်တော်ကြာပြီဒီဒီသားလမ်းမှာခွင့်တော်ဒါတနည်းလောက်ပဲရှိသေးတယ်အာစားဖို့ရလူရှိသလိုလာရောက်စခုမှစားစားမယ်လူတွေလည်းလာရောက်စားသုံးနိုင်ပါတယ်ကျွန်တော်တို့ Chef UK ကနေဒီတစ်ပတ်အတွက်အစီအစဉ်ဟိုဒီမှာနှုတ်ခွန်းဆက်တာပါတယ်နောက်တစ်ပတ်မှာလည်းအဲနောက်ထပ်အစားအသောက်အစ်တင်နဲ့ပြန်လာခဲ့ပါဦးမ